ရားယောင်ကြီးတော့လွတ်တဲ့ကိစ္စတွေကဒီအပိုင်းတွေမှာတော်တော်လေးများလာတာတွေ့ရတယ်ဗျလူမှုကွန်ရက် Facebook ဆက်မင်းမှာလည်းဘယ်ဖရားကယောင်ကြီးတော့လွတ်လွတ်နောက်ပြီးတော့ဒီငလင်ကြောက်ပြိုကျသွားတဲ့ဖရားစီဒီချိုးကနေယောင်ကြီးတော့လွတ်လွတ်ဗီဒီယိုတွေပြက်နေတာတော်တော်များတွေ့ရတယ်ဗျလာရောက်ဖူးမြော်သူတွေကြည်ညိုလို့ share တဲ့သူတွေလည်းအများပြပါဗျာ ဒီရောင်ကြီးတော့လွတ်တယ်မလွတ်ဘူးဆိုတဲ့ကိစ္စကိုယုံတယ်မယုံဘူးဆိုတာထက်ဒီလိုရောင်ကြီးတော့လွတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတခိတခါကအင်မတန်မှထင်ရှားကြော်ကြားခဲ့တယ်ကျေးဇူးတော်ရှင်မဟာကဏ္ဍယုံဆရာတော်ဘုရားကြီးအရှင်ဇနကဘီဝန်တာကဝင်ကြားခဲ့ပုံလေးကိုကျွန်တော်အနေနဲ့ပြန်ပြောပြချင်ပါတယ်ရောင်ကြီးတော်ဆိုတာတဲ့ဆရာတော်ဖះပြောတာကဖះရှင်ရဲ့ ခန္ဓာကိုယ်မှာတည်ရှိတဲ့အစင်းတော်နဲ့တူစွာအတွင်းစိတ်တော်ရဲ့ကြည်လင်တန်ရှင်မှုကြောင့်တကောအိဒီဘတ်တော်အစွမ်းနဲ့အဆက်ဆက်ဖြာပြီးထွက်လာတဲ့အကြောင်းလေးဖြစ်ပါတယ်အခုခါ၌လာရောင်ဓမီရောင်နေရောင်တို့ဟတ်တဲ့အတွက်ဖယားရှင်နဲ့ဆက်ဆက်တဲ့အရာဝတ္ထုတွေမှာတခုခု ရောင်ကလေးများတွေ့ရင်တကယ်ရောင်ကြီးတော်ပဲလို့ပြောကြဆိုကြကောလာဟလဖြစ်နေကြတာဟာ ဘာသာခြားလူမျိုးတို့ပြည့်ရဲ့ပြုကြောင်စရာလောင်စရာဖြစ်တဲ့အတွက်ကြောင့်စင်ကျင်သင့်ပါတဲ့အစင်ကျင်နေပါတဲ့တချို့လူများအတွက်ဖျားရှင်ကိုတော်မြတ်မှာဂုံတော်မတက်ပဲဂုံပြတ်ဖွယ်သာရှိတဲ့အတွက်ဝမ်းနဲ့ဖွယ်ကောင်းလာပါလေတဲ့မင်းတို့မင်းတရားလက်ထက်ကရွှေသည်တွေရဲ့ပရောဂါကြောင့်မန္တလေးမဟာမြတ်မြတ်နီရုပ်ပွားတော်ကြီးမှာခဏခဏရောင်ကြီးတော်လွှတ်နေကြောင်းကိုမင်းတို့မင်းတရားကြီးကြားသိတော်မူပြီး ဒီနေ့ကစပြီးဖះကရောင်ကြီးတော်မလွတ်စင်တယ်လို့တားမိရဖို့တည်းမလင်နာမင်းအားအရှင်ငကသိန်ဖြေပုံကိုလည်းပြောချင်ပါတယ်ဒီနေရာမှာဇေဒိယပါဠိဟာရိယအခန်းမှာမလင်နာမင်းအားအရှင်ငကသိန်မိန်တော်မူပုံကိုမှတ်သားသင့်ပါတယ်တဲ့အရှင်ငကသိန်ကဘလို့မိန်လဲဆိုတော့မဟာရာဇာတဲ့အကြောင်းသုံးမျိုးမှာတစ်မျိုးမျိုးကြောင့်ဇေဒီတော်မှရောင်ကြီးတော်အဆရှိတဲ့တကူးများနဲ့ဖူးမြင်ရပါတယ်တဲ့ ယဟန်တမဟာတဲ့ပြိဋိဘံစံတော်မမူမီကပင် လူနဲ့တို့ကိုတနာတော်မူတဲ့အတွက်ကြောင့်ငါဤအယိုးတော်ဓာတ်ဌာပနာယဇေဒီတော်မမိသည့်တကူမျိုးထွက်ပေါ်ရစ်စေတည်းလို့အဋိဌံတော်မူတတ်ပါလေဒီဒိဋ္ဌံတော်မူချက်ကြောင့်လည်းဇေဒီတော်မအယောင်ကြီးတော်အဆရှိတဲ့တကူမျိုးအပေါ်ထွက်တတ်ပါလေတောတနာအကျိုးကိုများစွာလိုလားတဲ့နှက်တို့ဟာဇေဒီတော်မတကူပြရရင် သဒ္ဒနာတော်ကိုပုံမူကြည်ညိုကြလိမ့်မယ်ကြည်ညိုသူတို့အလို့ငါကုသတရားတိုးပွားလိမ့်မယ်ဆိုတော့ကောင်းမြတ်တဲ့ဆန္ဒနဲ့လည်းတကိုးပြတတ်ပါတယ်တဲ့ဒီလိုနတ်တွေဝါရရဲ့တကိုးပြမှုကြောင့်လည်းဇေဒီတော်မှတကိုးပေါ်ထွက်တယ်ပါတယ်တဲ့နောက်တစ်ချက်ကတရားတရားထက်သန်တဲ့အမျိုးသားမျိုးသမီးဒီဟာပန်းနတ်တာအဝတ်အစားရှိတဲ့လှူဖော်ဝတ္ထုတွေကိုဇေဒီတော်သူ့တင်လှူလျင်မြည်သည့်တကိုးများပြပါစေသားလို့အဋ္ဌထန်တတတာတွေရှိတယ်တဲ့ ဒီလိုသရာထက်တန်သူတွေရဲ့ထူးခြားတဲ့ဒိဋ္ဌံမှုကြောင့်လည်းစီတီတော်မှတကိုးထွက်ပေါ်တတ်ပါလေတဲ့ဒီလိုမလိမ့်နာမင်းအားအရှင်ငကသိန်းကမိတ်ပါလေဒီမိန်တော်ကိုထောက်ထားရင်ဖះရှင်နဲ့ယဟန်နာတွေရဲ့အထူးဒိဋ္ဌံထားခြင်းရှိတယ်စီတီတော်မှရောင်ကြီးတော်ထွက်ဖို့ရာဘလို့မှမဖြစ်နိုင်ဘူးအကယ်လို့ရောင်ကြီးတော်ထွက်ရိုးမှန်ရင်လည်းဆံရနဲ့တွေကစောင်းပြူးခြင်းသာဖြစ်ရတယ် ဖះရှင်ရဲ့အဋိဋ္ဌံတော်မူချက်ကြောင့်မဟာဗောဓိပင်မ၎င်းအယိုးတတ်တော်များမှ၎င်းရောင်ချီတော်များခန်းနာစွာကွန်ပျူတာသောဒနာကိုယ်ပတဲ့အခါတတ်တော်အလုံးစုယုံပြီးဖះပွင့်တော်မူရာမူလမဟာဗောဓိပင်ကိုကြွတော်မူပြီးလင် ရောင်ချီတော်များကွန်မြူကြလိုက်မဲ့အကြောင်းမျှသာကျမ်းဂန်မှာလာပါလေတဲ့ဒါကြောင့်ရုပ်ပေါ်စီဒီများမှထွက်တဲ့ရောင်ချီတော်ကိုဖူးဝသည်ဖြစ်စေ မဖိုးရသည်ဖြစ်စေဒီယောဂီတော်ဖွင့်ဖះရှိခိုးမှာလာတဲ့အတိုင်းတတ်တော်ထင်ရှားဖះရှိရဲ့ထပ်ဝင်းခြင်းမှာအလုံးကြည်နူးဖို့ကောင်းတဲ့ယောင်ချီတော်6တွယ်ရဲ့စံပယ်ကိုမျိုးပုံကိုစိတ်ကူးညံ့နဲ့မှန်းဆပြီးမိမိတို့အိမ်ပါဖြစ်စေဇေဒီတော်စနုတော်နိနာမှာဖြစ်စေဖះအာယုံပြုရင်ယောင်ကြည်တော်မှထပ်ပေါနေပုံကိုထင်အောင်မြင်အောင်ဖြစ်အောင်ကြိုးစားကြပါလို့မဟာကရဏယောဆရာတော်ဖះကြီးကမိန့်ပါတယ် သူကငါကလုံးလို့ပြတဲ့အတုယောင်ကြီးတွေကိုတော့ဖះယောင်ကြီးတွေလို့အထင်မမားမိစေလိုပါနဲ့တဲ့ဒါကမဟာကဏ္ဍယောဆရာတော်ဖះကြီးကိုယ်တိုင်မင်ကြားခဲ့တဲ့အကြောင်းရင်းပါ စကားမဆက်ဘ ഹു ဒုတအနေနဲ့ဗုဒ္ဓရဲ့ယောင်ကြီးတော်6ပါးထွက်ပေါ်ရအရက်လေးတွေကြောင်းပြောခြင်းနဲ့ဗျနံပါတ်1နီလယောင်ကြီးတော် နီလာယောင်ကြီးတော်ဟာဗုဒ္ဓရဲ့စံတော်မြခုံးမွေးတော်မျက်နှာဝေါ်များမှထွက်ပေါ်ကိုမျိုးတော်မူပါလေဗုဒ္ဓကိုတော်မြတ်ရဲ့ညိုမဲသောဌာနအစိပ်ပိုင်းမှထွက်ပေါ်လာခြင်းဖြစ်ပါတယ်မဲညိုတဲ့အကြည့်တပါပိတယောင်ကြီးတော်ပိတယောင်ကြီးတော်မှာဗုဒ္ဓရဲ့ဇမူရိရွှေအစင်ကဲ့သို့မျက်လုံးတော်ပေါ်မှဖုံးအုပ်နေတဲ့အပေါ်ရဲ့အရေးတော် ရူပကာရတကိုယ်လုံးကိုဖုံးလွှမ်းနေတဲ့အပေါ်ရင်အီတော်တို့မှအကြည်တက်ရွှေရောင်ကိုမျိုးထွက်ပေါ်လာတဲ့ရောင်ကြီးတော်ပင်ဖြစ်ပါလေ။လောဟိတရောင်ကြီးတော်တဲ့လောဟိတရောင်ကြီးတော်ကတော့ဗုဒ္ဓရဲ့တကိုယ်လုံးအတွင်ပြည့်နှံ့တည်ရှိနေတဲ့ကပလာနီယောချိတ်ရီရောင်အစင်းရှိတဲ့အသားတော်အသွေးတော်တို့မှပေါ်ထွက်ကိုမျိုးလာတဲ့အနီးအကြည်တက်ရောင်ကြီးတော်ပင်ဖြစ်ပါလေ။ ဘဗာသာရယောင်ကြည်တော်တဲ့ဗုဒ္ဓရဲ့အဘဇာကာရသရိယတတ်အစုမလျှက်စစ်လျှက်ပန်းဘဗာတင့်တယ်စွာကိုမျိုးထွက်ပေါ်လာတဲ့ယောင်ကြည်တော်ဖြစ်တယ်လို့ယူဆရပါတယ်။အောဒတာယောင်ကြည်တော်တဲ့ဒီအောဒတာယောင်ကြည်တော်ကတော့ဗုဒ္ဓရဲ့အယိုးတော်တတ်ဆွဲတော်သွားတော်မျိုးလုံးတော်ဌာနဖြူတော်ယမလာရောင်ငွေရတော်ရောင်အကြည်ချက်ကိုမျိုးပေါ်ထွက်တော်မူတဲ့ယောင်ကြည်တော်ပါ။ မဇိဒအယောင်ကြည်တော်တဲ့ဘုရားရဲ့ထို့ထို့သောသရိယာတတ်တော်အရတုမှာကိုမျိုးထွက်ပေါ်လာတဲ့ယောင်ကြည်တော်မျက်ပေဖြစ်ပါလေဒီယောင်ကြည်ဟူသည်တိန်လောင်တိန်ခူးရောင်မိခူးရောင်ပိုးဂရီပါကြီးကိုအထက်ကောင်းကင်အရက်စင်မျက်နှာပဝန်းကျင်ဖြန့်မိုးလွှမ်းကာထားပြီးတကယ်သူနှစ်သက်ကျင်သူဖူးမြော်လို့မယောင်ရဲနိုင်တဲ့ယောင်ကြည်တော်တစ်မျိုးပဲဖြစ်ပါလေ ။ရောင်ကြီးတော်6ပွဲကိုအလွယ်မှတ်ဖို့ကတော့နံပါတ်1နီလညိုသောရောင်ကြီးတော်၊ပိတဝါဝင်းသောရောင်ကြီးတော်၊လောဟိတနီသောရောင်ကြီးတော်၊ပပတာရပြုလို့ပြပြတခဲနဲ့ရောင်ကြီးတော်၊အောဒတဖြူသောရောင်ကြီးတော်၊မရိဇစိမ့်ပြရောင်ညိုမှောင်းသောရောင်ကြီးတော်လို့ပြောလို့ရပါလိမ့်။မြမောက်ခဲ့ဘဘူးစရာတွေလက်စွမ်းပြထူးလုတ်တဲ့ဖျားစီဒီပထိုးရုပ်ပွားတော်တွေမှာ အလင်းပြန်တဲ့အရာတစ်ခုပါရှိပါလေအလင်းပြန်ခြင်းဆိုတာဟာနေရာစုံမှရှိတဲ့နေရာမှာသာတွေ့ရတယ်ပါလေအဲ့ဒီနေရာတွေဟာပထမအလင်းမပေါ်ပါဘူးအယောင်တမျိုးမျိုးနဲ့ထိတော့အလင်းပြန်တဲ့အခါမှာတွေ့ရပါလေဘယ်နေရာမှာမဆိုဒီလင်းနဲ့နေကိုတွေ့ရပါမယ်အယောင်တွေပြောင်းတာကအရာဝတ္ထုပစ္စည်းရဲ့အမျိုးအစားကြောင့်ပါဒီလင်းနဲ့ထွက်တာဟာဒီအရာဝတ္ထုပစ္စည်းနေရာမှာဖြစ်ကြောင်းတွေ့ရမှာဖြစ်ပါလေ အလင်းပြတ်နိုင်တဲ့ပစ္စည်းရှိတဲ့နေရာမှာသာဖြစ်နေခြင်းပါတချို့စီဒီကြီးတွေမှာစိန်ဖူးတော်ကရောင်ကြီးလွတ်တာမျိုးတွေ့ဘူးကြမှာဖြစ်ပါတယ်စံတော်တွေကိုလုံးတော်တွေကဲ့သို့အလင်းပြတ်မှုမရှိတဲ့နေရာတွေမှာရောင်ပြန်တာတွေ့ဖူးလားသတိပြုရပါမယ်ပြောရမယ်ဆိုရင်တော့ဒီလိုမျိုးရောင်ကြီးတော်တွေလွတ်တယ်ဆိုတာဟာလူတွေရဲ့ ခင်အောင်ထင်မအယူအဆကြောင့်၎င်းအယောင်ပြန်တစ်ခုခုကြောင့်၎င်းအစွဲကြောင့်၎င်းတချို့လုံစာကွင်စာပုံစံမျိုးတွေကြောင့်၎င်းအမျိုးမျိုးဖြစ်နိုင်ပါလေအားလုံးကိုပညာဉာဏ်နဲ့သတိချက်ကြပါလို့ပြောချင်ပါတယ်ဗျာ